တန်းလုံးကောင်းလဲမင်းအတွက်နေမီမရှိဘူးဆိုမင်းတို့လှုပ်ရဲလို့လားမင်းတို့ငေါ့မတက်နိုင်ဘူးလေဘာလို့အခုချိန်ကြီးမင်းတို့ငေါ့မတက်နိုင်တာအဲ့ဒါငါအဘကကြူကြူအလေးပြုခဲ့လို့ငါဖုံးဖုံးတက်တွေကူးနေတာတောင်းလို့လေးနဲ့စကန်ကိုရှော့လိုက်ဒုံးနဲ့ပစ်ခတ်မှုတွေအပြင်မှာဂျက်ဖိုက်တာနှစ်စီးဝိုင်းတွဲတစ်စီးနဲ့ဒုဗိုလ်မိုးကြီးနှစ်ကောင်ခင်သွားတဲ့အကြောင်းတွေကိုပြပြပေးပါမယ်ဒီဘေးမှာပြထားတဲ့ပုံလေးကတော့စီးရီးယားနိုင်ငံဒါရာမြို့မှာ ဒေါက်တာခမည်းအလှည့်ရောက်ပြီဆိုပြီးတော့ចောင်းသားကနန်းရံပေါ်မှာရေးတဲ့စာတစ်ကြောင်းမှဖြစ်တယ်။ဒါပေမဲ့အဲ့ဒီစာတစ်ကြောင်းကနေစခဲ့တဲ့စီးရီးယားတော်နိုင်ရေးဟာ73နှစ်ကျော်74နှစ်ကြာတဲ့အခါမှာအာနာရှင်အာဆက်အစိုးရကိုဖြုတ်ချနိုင်ခဲ့ပြီးတော့တပုံတို့တတ်မှတ်ထားတဲ့တော်လိုင်းဘက်ကတိုင်းပြည်ရဲ့အာဏာကိုရရှိခဲ့တယ်။ အလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေသေးဘူးဆိုတော့ Subscribe နဲ့ဒီတော့ထမှန်ပြီးတော့တောင်းဆိုချင်ပါရစေတော့ပြည်သူနဲ့ကျွန်တော်တို့လူငယ်တွေပူးပေါင်းပြီးတော့ဒီလိုစစ်စင်ရည်တွေကိုနေ့စဉ်လှုပ်ဆောင်နေတာပါဒါကြောင့်လည်းပဲကျွန်တော်တို့ဒါတောင်းမိုလီနက်စကန် K2 မတီနောက်ဆက်တွဲထိခိုက်သွားတဲ့ကျွန်တော်တို့ပြည်သူတွေဝမ်းသာရမယ့်ဒရင်းလေးကိုအချိန်ဆုံးတင်ပြပေးပါမယ်ထိခိုက်ဒဏ်ရာရှိသွားတဲ့အကြောင်းအရာတွေမှာကျွန်တော်တို့ဒါ ဒရုန်းကိုတော့ပြီးတော့ပျက်စီးသွားတယ်လို့ကျွန်တော်သတင်းရရှိတယ် Jet Fighter နှစ်စီးပျက်စီးသွားတယ် YH တစ်စီးသုံးလို့မရတော့ဘူးလို့သိရှိထားတယ်ပြီးတော့အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့နားနေဆောင်တလုံးပျက်စီးသွားတယ်ဒုက္ခမူကြီးနှစ်ကောင်မက်စီတော့ကြိုက်ချင်မရပဲနှုတ်ဆက်ချင်တော့မရလိုက်ပဲနဲ့သူ့မိသားစုတွေကိုကြောခိုင်းစုံခွာဟိုးဝေစီတီစစ်တော့ပါပဲပြီးတော့ဒါဘူကြီးနှစ်ကောင် ထပ်မှန်ပြီးတော့ရှင်းသွားတယ်ဆိုတဲ့သတင်းလည်းကြားရပါတယ်ဟုတ်ပြီပြီးတော့ခြားတစ်ခွက်ဝင်တွေကတော့ကျွန်တော်တို့ဒါလေအုပ်ကျွန်တော်တို့ဂျိုင်းပစစ်ခွေးတက်ရဲ့လေဘဲဒါတက်သား6ကောင်ဘဲကင်နံမှုေးသွားတယ်လို့ကျွန်တော်တို့သတင်းရရှိထားပါတယ်ပြီးတော့ဆက်ဆက်ပြီးတော့ဂူရောနှလုံးကြီးအောင်ပျက်စီးသွားတယ်လို့သတင်းရရှိထားတဲ့ဒံယာရရှိထားတဲ့စက်ငင်စက်ငင်ငစလူလေးဘဲကောင်ဝေကိုတော့စေးုံမှာအသေးအတန်တက်လှုပ်ပြီးတော့ကုသမှုတွေအေးပေါ်ဒါ ကုသမှုတွေလွတ်ဆောင်နေတဲ့အကြောင်းကိုကျွန်တော်တို့သတင်းရရှိထားပါတယ်။မနေ့ကလည်းကကျွန်တော်ဒီဘဲနဲ့ပတ်သက်ပြီးတော့မိဖို့နိုင်ခဲ့တဲ့အကြောင်းဒီနေ့ကဒါဒီနေ့သတင်းကမနေ့ကကျွန်တော်တင်ပြခဲ့တဲ့နိုင်ငံလွှဲချော်မှုရဲ့ဒါနောက်ဆက်တွဲသတင်းကောင်းလည်းဖြစ်နိုင်ပါတယ်။တခါတည်းကကြတော့လေကျွန်တော်တို့ကြိုတင်နမိတ်တွေဖတ်တဲ့ပုံစံမှာအခုဆိုရင်ဒီနေ့မှဒုဗိုလ်မှူးကြီးနှစ်ကောင်ဘောအကူသွားတယ်ပြီးတော့ဘူကြီးနှစ်ကောင်ရှော့သွားတယ်ပြီးတော့လီတာသား6ကောင်မိခင်ခံလိုက်ရတယ်ရှော့လိုက်တော့ကတော့အဲကျွန်တော်တို့ စ်လိုက်တဲ့အချိန်သူ့ရဲ့ damage နဲ့သူ့ရဲ့ဒါစင်ကွဲပေါက်ကွဲမှုတွေနဲ့ပြီးတော့ဒါကျွန်တော်တို့တောင်လီတဲ့ scan ဆိုတော့လေပေါက်ကွဲနိုင်တဲ့ပစ္စည်းတွေကများသဘောပြတယ်ဒါကြောင့်လည်းပဲထိတယ်ဒဏ်ရာရတယ်စက်ငင်စက်ငင်ဖြစ်တယ်ပြီးတော့မီးလောင်တယ်ပြာကျတယ်အချင်းချင်းပြောရမယ်ဆိုရင်တော့ label တွေအကင်ခံလိုက်ကြတဲ့အကြောင်းကျွန်တော်တို့ဒါအနားမှာရှိတဲ့ဒေသခံပြည်သူတွေကတော့ဘဲကင်နန်တွေတော်တော်လေးကိုမှုရီးသွားတဲ့အကြောင်းကိုကျွန်တော်တို့သတင်းပေးဖို့ထားပါတယ်။ဒါကြောင့်လည်းပဲဒဏ်ရာဖို့အသေးအတန် အရေးပေါ်ကုသမှုတွေခံယူနေရတဲ့ဒါဆက်နှကောင်လုံးဟာလည်းပဲဆန့်ငင်ဆန့်ငင်ဖြစ်နေတယ်ဆိုတာကိုလည်းကျွန်တော်တို့သတင်းရရှိထားပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော်တို့ဒါစီးရင်နဲ့မသက်ပြီးတော့အဓိကပြမတ်တွေကိုနေ့စဉ်ပြက်ကတ်ကတ်ချေမုံတုတ်တင်နိုင်တယ်ဆိုတာကိုချမ်းပြပါတွေကိုထပ်မှန်ပြီးတော့တည်တည်ပြနေတာပါဟုတ်ကဲ့လက်ရှိကျွန်တော်တို့ ဒီနေ့ကိုမျိုးကိုနိုင်တက်လာပြောတဲ့ပို့တစ်ခုတက်လာတယ်အဲ့ဒါဘာဆိုတော့အထွေထွေထိုးစစ်စီစလို့ရှိရင်ပြည်သူတွေအနေနဲ့ပါဝင်နိုင်မဲ့နေရာကပါဝင်ဖို့အခုဒီကစဉ်းစားထားမဲ့အကြောင်းကိုအေရဝတီတိုင်းအတွက်ပြုလုပ်တဲ့ campaign တစ်ခုမှပြောခဲ့တာတွေ့တယ်ဒါကိုဟိုတစ်ဖက်ကကောင်တွေကတော့လည်းဟိုပြောတာမပြောတော့ဘူးဒါပေမဲ့တော်နိုင်ဘက်ကဆိုတဲ့လူတွေအနေနဲ့ချွတ်တဲ့ဟာတလူမျိုးပြောနေတာတွေ့တဲ့အတွက်ကျွန်တော်ဒါလေးကိုတင်ပြတာပါအဲ့တော့ຫນွေဦးအာရຫນွေဦးတော်နိုင်ရေးလို့နော်နာမည်ကြီးခဲ့တဲ့စီးရီးယားတော်နိုင်ရေးနဲ့ကျွန်တော်တို့မြမຫນွေဦးတော်နိုင်ရေးဘာကွာလဲဆိုတော့ဒီညမှာကျွန်တော်ပြောချင်တယ် လက်ရှိကျွန်တော်တို့မြန်မာຫນွေဦးတော်လှန်ကြီးကအားလုံးတိတဲ့အတိုင်းတရုတ်နဲ့ရုရှားကအာနာတိန်နဲ့အကြမ်းဖက်စစ်ကောင်စီဘက်ကအားပေးတယ်လို့ပြောတယ်လက်ရှိစစ်ကောင်စီထောက်ခံတဲ့လူတွေကလည်းလက်ရှိသူတို့စစ်ကောင်စီဟာရုရှားနဲ့တရုတ်ရဲ့တန်တမာရေးဆက်ဆံရေးနီးစပ်ဆိုတာရှိတယ်လို့ပြောခဲ့တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကတော်လှန်ရေးချင်းတူတဲ့အာဆက်အစိုးရပြုတ်ကျခဲ့တဲ့အာရတော်လှန်ရေးစီးရီးယားတော်လှန်ရေးနဲ့ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးဘာကွာခဲ့တယ်စီးရီးယားတော်လှန်ရေးကနှစ်ပေါင်း73နှစ်ကျော်14နှစ်ကြာခဲ့ပါတယ်နောက်ဆက်သက်ခုနှစ်မတ်လတွေကစခဲ့တဲ့စီးရီးယားတော်လှန်ရေးဟာအခုဒီနေ့2025ခုနှစ်မှာတော့ တော်လှန်ရေးခေါင်းဆောင်အမေရိကန်တမရအစားတွဲဆောင်ခွင့်ရတဲ့အနေအထားကြီးဖြစ်သွားခဲ့တယ်။ဒါပေမဲ့အဲ့လိုရဖို့အတွက်စီးရီးယားဘလောက်ထိပေးဆက်ခဲ့ရလဲလူပေါင်း6သိန်းကျော်တည်ခဲ့ရတယ်။ခလင်းငယ်ပေါင်းတောင်းနဲ့ချီတည်ဆုံးခဲ့ရတယ်။အမျိုးသမီးပေါင်းတောင်းသိန်းနီးပါးထိတည်ဆုံးခဲ့ရတယ်။တတိုင်းပြည်လုံးမှာရှိတဲ့လုံခြုံရေးဒီတော်လှန်ရေးအင်အားစုဘက်ကရောစီးရီးယားစစ်တပ်ဘက်ကရောလူပေါင်း6သိန်းကျော်အတက်ကိုရင်းခဲ့ရတယ်။တတိုင်းပြည်လုံးမှာတန်း20ကျော်ရှိတဲ့စီးရီးယားလူကြီးရဲ့6တန်းလောက်ကပြပောက်ထွက်ပြေးပြီးခေါ်လုံခဲ့ရတယ်။အဲ့ဒီခေါ်လုံတဲ့အဲမှာ အဓိကတကားဖွင့်ဝါဒကိုကျင့်တုံးပြီးတော့လက်ခံခဲ့တာတော့တူရကီနိုင်ငံဖြစ်တယ်အဲ့တော့စီးရီးယားတော်လှန်ရေးမှာထောက်ဒိန်းလောက်ကဒီဘက်ကိုထွက်ပြီးတော့ဒုက္ခတွေဖြစ်တဲ့ပြည်များနိုင်ငံမှာခုံလုံရတယ်ကြံတဲ့6ဒိန်းလောက်ကပြည်တွင်းမှာဒုက္ခတွေဖြစ်တဲ့နေရာတွေအခြားတေကျေပစ္စည်းတွေလူတွေတေကျေခဲ့ရတယ်အဲ့တလောက်ကြီးသေးတဲ့စီးရီးယားစစ်ပွဲမှာဘယ်လောက်ထိစီးရီးယားပြည်သူတွေကြိုးစားခဲ့တယ်နော်အဲ့ဒီအောင်နိုင်ငံဘော်ကစခဲ့တဲ့စာတကြောင်ဒေါင်းသားတွေစနေဆန္ဒပြရနေဒီတမရအာဆက်အစိုးရဟာ ပြင်းပြင်းထန်ထန်တုတ်ပြန်လေဆန္ဒပြတဲ့ဒီမိုစီအရေးအတွက်ဆန္ဒပြတောင်းဆိုတဲ့ပြည်သူတွေကိုနော်လို့တို့ရဲ့ဒီအစိုးရရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကရဲရဲဆက်ဆက်ပြစ်တက်ဖြစ်တယ်။ထောင်ထဲမှာအချင်းချတဲ့လူပေါင်းတောင်းနဲ့တိန်းနဲ့ရှင်ကိုတတ်ပြစ်တယ်။အဲ့လိုအနေထားနဲ့စအုပ်ဆုံးလက်နက်ကင်လာခဲ့တဲ့စီရီယားပြည်သူတွေကတို့တို့ခုခံဖို့အတွက်ကင်လာခဲ့တယ်။ကျွန်တော်တို့မြန်မာနယ်ဦးတော်လှန်ရေးနဲ့အင်မတန်ပုံစံချင်းတူတယ်။ဒါပေမဲ့ပုံစံချင်းမတူတဲ့ဟာနောက်ပိုင်းဆိုင်ကျွန်တော်ပြောပြမယ်။ အဲ့တော့ကိုယ့်ကိုခုခံဖို့လက်နက်ကင်လာတဲ့စီးရီးယားတော်လှန်ပြည်သူတွေကတဖြည်းဖြည်းနဲ့ကိုယ့်ကိုခုခံတဲ့အဆင့်ကနေရဲစခန်းကိုဝင်ကျုံးတယ်လက်ရှိဒီအစိုးရတပ်တွေကိုဝင်တိုက်တဲ့အနေအထားဖြစ်လာနေတဲ့တော်လှန်ရေးအင်အားစီးရီးယားလွတ်မြောက်ရေးအဖွဲ့ဆိုတဲ့တော်လှန်ရေးအင်အားဖြစ်လာတယ်ဒီပေါ်မှာနိုင်ငံကြီးတွေရဲ့ဖိအားမျိုးစုံနဲ့ကြုံခဲ့ရတယ်အထူးသဖြင့်စတုဒ္ဒမြောက်နှစ်မှာအာဆက်ဒီအာနာရှင်အာဆက်အစိုးရဘက်ကနေအခိုင်အမာရပ်တည်ခဲ့တဲ့နိုင်ငံကတော့ရုရှားပဲဖြစ်တယ်အဲ့တော့လက်ရှိညမနွေဦးတော်လှန်ရေးမှာလည်းမင်းအောင်နိုင်ဘက်ကအခိုင်အမာရပ်တည်ခဲ့တယ်လို့ပြောလို့ရတဲ့တိုင်းပြည်ကရုရှားပဲဖြစ်တယ်ဒါပေမဲ့ ၄နှစ်မြောက်မှာစီးရီးယားတော်လိုင်း၄နှစ်မြောက်မှာရုရှားအစိုးရဟာစီးရီးယားပြည်သူတွေကိုဒီအာဏာရှင်အာဆတ်နဲ့အတူလေရင်နဲ့ဘုံဝင်ကျဲပြီးတော့ဝင်တိုက်တဲ့အထိပောင်ဝင်ခဲ့ပေးတာဒါပေမဲ့လက်ရှိကျွန်တော်တို့မြန်မာຫນွေဦးတော်လိုင်းရင်းမှာမင်းအောင်လိုင်းရုရှားကို၅ချိန်ထိပြီးတွားတာနော်နောက်ဆုံးအချိန်မှလာအဲကုံမားတဲ့အချိန်မှလာပူတင်နဲ့တွေ့ခွင့်ရတာနော်အဲ့တော့နောက်တနိုင်ငံတရုတ်စီးရီးယားမှာကြတော့နောက်တနိုင်ငံအီရန်အဲ့တော့ရုရှားနဲ့အီရန်စီးရီးယားအာဏာရှင်အတွက်ကို လူအားလက်နက်အားနဲ့အပြည့်အဝအကူအညီပေးခဲ့တယ်။တော်လိုင်းအင်အားစုတွေဘက်ကအဓိကအကူအညီခဲ့တာတော့တူရကီ။အမေရိကန်ကအလယ်အလတ်လမ်းစဉ်ကိုလိုက်တယ်။နောက်ပိုင်းမှာအရေးသိစရာပါလာတဲ့အတွက်လက်နက်မဟုတ်တဲ့အကူအညီထောက်မှတ်မှုအနည်းငယ်ကိုလုပ်ခဲ့တယ်။ဒါပေမဲ့စီးရီးယားအစိုးရကိုတံခတ်ပိတ်ဆို့ဖို့လုပ်ပေးခဲ့တယ်။ဆန်ရှင်တွေထပ်မပေးခဲ့။နောက်အဲ့လိုတိုက်လာခဲ့တဲ့စီးရီးယားတော်လှန်ရေးဘက်ပေါင်းစုံကနေဝိုင်းတိုက်တယ်။နိုင်ငံသူများနိုင်ငံရေးတော်ကိုလေရင်နဲ့ဝင်ပြီးတော့ဘုံတဲတာကိုခံခဲ့ရတဲ့စီးရီးယားတော်လှန်ရေးဒါပေမဲ့စီးရီးယားပြည်သူတွေကစီးရီးယားတော်လှန်ရေးအင်အားစုတွေကစိတ်ဝင်မကွဲပါဘူး။နော်။တော်လိုင်းကောင်းကောင်းဘလူမကောင်းလို့မပြောနိုင်ဘူး။ ဒါလောက်အိုးအိမ်မဲ့ငတ်ဘေးဆိုင်စားစရာတောက်စရာမရှိငတ်မို့ခေါင်းပါတဲ့ဘေးဒဏ်တွေခံရတယ်နော်ငါတို့ဒေတာငါတို့ရောက်ကွက်မှာစိုက်ပွဲနဲ့ဖြစ်တယ်လို့ထွက်မနေဘူးရွတ်ရွတ်ချွတ်ချွတ်နော်တန်းတန်းခံပြီးတော့ကြော်တော်လန်ခဲ့တယ်အဲ့လိုတော်လန်ခဲ့တဲ့အဆုံးတက်ဟာဘယ်လောက်ထိရောက်လာလဲဆိုတော့73နှစ်တောင်ခံခဲ့ရတယ်အဲ့ဒီ73နှစ်ရောက်လာတဲ့အနေအထားမှာဘာဖြစ်လာလဲတော်လန်ရေးအင်အားစုဘက်ကတိုင်းပြည်ကိုယာဉ်အစိုးရဖွဲ့ပြီးတော့အုပ်ချုပ်လာနိုင်တယ်တမဒအာနာရှင်အာဆက်ကတော့ထုံးစံတိုင်းရက်ရှောင်းပြီးတယ် ဒီသားနဲ့မပြောပြအောင်မယ်လက်ရှိတန်ခင်းတမန်ခင်းမှာတဲ့အဲသူတို့စစ်ကောင်စီကဘာဖြစ်လဲတန်ခင်းတမန်ခင်းပွင့်လင်းလာတယ်အဲ့ဒီအတွက်သူတို့နာမည်ဖျက်ဖို့ပြောတယ်စစ်ကောင်စီတန်ခင်းတမန်ခင်းပွင့်လင်းတယ်နံပါတ်1အာဆီယံကခင်ဗျားတို့တရားဝင်ဖိတ်ခေါ်ပြီးတာဖိတ်ခေါ်ဦးနော်အာရပ်အဖွဲ့ချုပ်အာဆီယံပုံစံမျိုးပဲစီးရီးယားမှာလည်းအာရပ်အဖွဲ့ချုပ်ရှိတယ်အဲ့ဒီဘက်ကစီးရီးယားတမန်အာဆတ်ကိုတရားဝင်ဖိတ်ခေါ်တာအဲ့ဒီအနေထားထိလောက်ခဲ့အဲ့တော့နှစ်ခုကိုပြန်နှိုင်းရှင်ပြီးကြည့်မယ်ဆိုရင်စီးရီးယားအစိုးရပေါ့နော်အာနာရှင်အစိုးရဟာအထက်စီးရရခဲ့တာ နော်ရုရှားတို့အီရန်တို့ကစတူပတ်ကဝင်ပြီးတော့လေရင်ပစ်ကူလူပစ်ကူနဲ့အီရန်ဆိုရင်စစ်သားတွေပစ်ကူကစထည့်ပြီးတော့ဝိုင်းတိုက်ပေးခဲ့တာဒီဒီလစ်စစ်ကိုအဲ့တော့စာအုပ်နိုင်ငံဘုံကစတဲ့စာတစ်ချောင်းကစတဲ့ဒီဒီမိုကရေစီတော်နိုင်ရေးပြည်တွင်းစစ်ကိုနိုင်ငံတကာကလေရင်နဲ့လူအားလက်နက်အစဝိုင်းပြီးတော့တိုက်ခဲ့တာဒါပေမဲ့စီးရီးယားတော်နိုင်ရေးအဖွဲ့တွေကကြံ့ကြံ့ခံပြီးတော့တိုက်လာခဲ့တာနောက်ဆုံး73နှစ်ကျော်74နှစ်မှာတိုင်းပြည်ရဲ့အာဏာကိုအလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ຫນွေဦးတော်နိုင်ရေးအခု9နှစ်တည်းဝင်ခါစားပဲရှိသေးတယ်ဥယျာဉ်မော်ရက်တော့လို့ အဘသူကဘာလုပ်လို့ဟိုဘက်ရပ်ပကကောင်ကပြောတာကျွန်တော်ခုမဆိုင်ဘူးတော်လိုင်းအင်အားစုအချင်းချင်းကြားထဲမှာ IMG အတုံးမကြလို့ຫນွေဦးတော်လိုင်းကပျော်လဲသွားတယ်ဆိုတဲ့ကောင်ကရှိသေးတယ်နော်အဲ့တော့ကျွန်တော်တို့ကစီးရီးယားတော်လိုင်း၅နှစ်မြောက်တဲ့နေ့မှာစရုံးတာနှစ်မှာ၄နှစ်မှာရုရှားကဝင်ပစ်တပီးတယ်၅နှစ်မြောက်တဲ့နှစ်မှာနော်2017ကနေစခဲ့တာ၅နှစ်ပြည့်တဲ့အချိန်မှာစီးရီးယားတော်လိုင်းကဘလောက်အောင်မြင်သားပြီလဲပြည်သူဘက်ကအတက်တွေဘလောက်ဆုံးထုံးခဲ့ပြီလဲ ကျွန်တော်တို့ຫນွေဦးတော်နိုင်ရေ9နှစ်ပြောက်တယ်အခု9နှစ်မဝင်လာတဲ့အချိန်မှာစီဒီယားတော့ကျွန်တော်တို့ပင်းဆက်ခံရပူပြီလားစီဒီယားတော့ကျွန်တော်တို့ကမညနေသေးလားအဲ့ဒါအဖြေပဲကျွန်တော်ຫນွေဦးတော်နိုင်ရေမနိုင်စရာအကြောင်းရှိဘူးเนาะတမနာဒီတမနာအာနာရှင်အာဆက်ဟာတူပင်လက်ထက်တည်းရစီဒီယားကိုเนาะအာနာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တာတကယ်သူ့ရဲ့ empire ရှိပြီးတာသူ့ရဲ့စစ်တပ်အောက်မှာတူခိုင်းတာအကောင်လုံးနဲ့လက်မယုံစစ်သားတွေအကောင်ရှိပြီးတာအဲ့လိုအနေထားကိုစီဒီယားပြည်သူတွေကရအောင်နိုင်အောင်73နှစ်တည်းတက်ကြန့်ခံပြီးတိုက်ခဲ့တယ်ကျွန်တော်တို့တွေအခု9နှစ်ပြည့်သွားပြီကျွန်တော်တို့ရဲ့အောင်မြင်ထားတဲ့တိမ့်ပိုက်ထားတဲ့မြို့တွေဘယ်လောက်ဖြစ်ပြီ နောက်ပြီးတော့ CDR ပြည်သူတွေဟာနော်သူတို့မှာလက်နက်ကမြန်မာဒီလက်မြန်မာနိုင်ငံမှာရှိတဲ့တော်လှန်ရေးလောက်မပေါ်ခဲ့ဘူး။ဘာဖြစ်လို့လဲ။မြန်မာနိုင်ငံမှာ2020နွေဦးတော်လှန်ရေးလက်ကုံးကြောင်းနဲ့စခဲ့တယ်။တူမီနဲ့စခဲ့တယ်။မှန်တယ်။ဒါပေမဲ့ EA OS တွေ KNA KNU ဟော TNA MNDA AA စတဲ့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေမှာလက်နက်ရှိနေတယ်။ကျွန်တော်တို့မှာအဲ့လောက်ထိတားနေပြီးသား။ဆိုတော့အဲ့ဒီအဖွဲ့တွေဦးဆောင်မှုနဲ့ဒီနွေဦးတော်လှန်ရေးကကျွန်တော်တို့မနိုင်စရာအကြောင်းမရှိဘူး။အောင်မြင်မှုကိုကြည့်မယ်ဆိုရင်စီးလျားတဲ့ကျွန်တော်တို့ကအင်မတန်နိုင်တယ်။ ဲ့တော့စီရီယံတော်လိုင်းအကြောင်းပြောမယ်ဆိုရင်ပုံမှန်မဟုတ်ကျွန်တော်တို့အဓိကပြောချင်တာကနော်စီရီယံပြည်သူတွေဟာ73နှစ်ကျော်အောင်တိုက်ခဲ့တဲ့ဒီတော်လိုင်းရုပ်ကြက်ကြက်ခံပြီးတော့သူတို့ဟာလူပေါင်း6300အသက်တွေစတဲ့ပြီးတော့သူတို့တိုင်းအာဏာရှင်အောက်ကလူမျိုးယူတိုးစားနိုင်ခဲ့တယ်ကျွန်တော်တို့မြန်မာပြည်သူတော်လိုင်းငါးနှစ်ကျော်ဝင်လာပြီမြို့ပေါင်းရာချီတိန်းထားပြီစကမ်းပေါင်းထောင်ချီတိန်းထားပြီနော်နိုင်ငံတကာမှာကျွန်တော်တို့အထက်စီးကရနေတယ်ကုလသမဂ္ဂထိုင်ပုံပါဆိုတာကျွန်တော်တို့တော်လိုင်းရေးဘက်ကဥတော်မိုးထုံးထိုင်ကြတယ် ဲ့ဒီအနေထားမှာကျွန်တော်တို့ကမနိုင်စရာအကြောင်းရှိတာလက်နဲ့အခုအတာစီးရနေတယ်အဲ့တော့ပြည်လုံးကျွတ်အထွေထွေတပိတ်ဒီထိုးစစ်ကြီးဆိုတာကိုဖြစ်နိုင်မယ်ဆိုတော့မြန်မြန်ပေါ်နေမြန်မြန်ကောင်းတယ်နော်ကျွန်တော်တို့စီးရီးယားတော်လိုင်းရင်းမှာတမိုင်းရှိခဲ့တယ်လို့နော်ဂရာဖီဂရာဖီတော်လိုင်းရင်းမှာလည်းဒီလိုပဲပထမတစ်ခါလူလူအုံတော်မှုကြီးဖြစ်တယ်ဂရာဖီအစိုးရကနှိမ်ပုတ်လိုက်တယ်ပြီးပါဖြစ်တယ်ဒုတိယတစ်ချိန်6လလောက်မှာနောက်ထပ်အုံချမှုတစ်ခုထပ်ဖြစ်တယ်အဲ့ဒီအုံချမှုကနေအင်းလိုက်အားလိုက်ဂရာဖီကိုမတာပေါ်အောင်ထိနှိမ့်နေနိုင်ခဲ့ ကျွန်တော်တို့ຫນွေဦးတော်လိုင်းကြီး2021မှာတတိုင်းပြည်လုံးပြည်လုံးကျွတ်အထွေထွေတပိတ်ကြီးလူထုအုံချောင်းဖြစ်ခဲ့တယ်။အခုကျွန်တော်တို့9နှစ်ထက်ဝင်လာပြီ။နောက်ထပ်အထွေထွေအုံချွမ်းမှုဖြစ်ကံနဲ့2021မှာဗျာပြန်စင်းစားကြည့်ခင်ဗျားတို့လက်ထဲမှာတရက်ဘွက်ကိုတစ်နှစ်တက်လက်ပဲရှိတော်လိုင်းကြီးတတိုင်းပြည်ပါမလားဝင်ပြစ်တာနဲ့ရဲစခန်းဝင်စီးတယ်ပြီးတယ်။ကျွန်တော်ပြောစကားဟုတ်လားမဟုတ်လား။2021ထွက်တဲ့လူဦးရေအားနဲ့တရက်ဘွက်ကိုနော်16မောင်းပြန်တက်လက်ပဲရှိကျွန်တော်တို့တွေအဲ့ဒီထက်ပွဲသိမ်းလို့ရတယ်။ဒါပေမဲ့အဲ့ဒီလိုမဖြစ်လာခဲ့ဘူးအခု တဖန်ပြန်ပြီးတော့အတွေ့အကြုံထိုးစစ်ကြည့်ကျွန်တော်တို့ဘာဖြစ်လို့မသိနိုင်ရမှာလဲနော်နောက်ပြီးတော့ကျွန်တော်တို့တွေအခုစတေးရတဲ့အတက်တွေဒီပြင်ထပ်ပြီးတော့စတေးစရာမလိုဘူးသူများနိုင်ငံတွေတောင်ထောက်သိန်းခွန်းတဲ့သိရင်းပြီးတော့တိုက်နိုင်သေးတယ်ကျွန်တော်တို့လက်ရှိစတေးထားတဲ့အတက်တွေအတွက်မင်းမသေးလို့လို့မပြောနဲ့ကျွန်တော်မြဲပြောစကားလို့ကြီးအကျိုးရှိမယ်ဆိုလာဘုံစင်ပြီးလဲခုံချပေးလိုက်မယ်ကျွန်တော်တို့အဘွားတွေအတွက်ကျွန်တော်တို့ကြည့်ရမှာလဲကျွန်တော်တို့မျိုးဆက်အတွက်ကျွန်တော်တို့ကြည့်ရမယ်အဲ့တော့ကိုရှောက်ခဲ့တဲ့လမ်းပြန်ကြည့်မယ်ဆိုရင်လဲနော်ဟိုဝင်ပြောတာရှိပါလေတက်ကမိုးညို့ ် NUG ကြောင့် NUG လုံလိုက်လို့တော်လှန်ရေးကြီးကပြိုလဲသွားပြီးတော်လှန်ရေးပြတ်သွားပြီဆိုရင်တော့တော်လှန်ရေးကိုအားမရဘူးပြောနေတဲ့သူတွေကိုကျွန်တော်တခုပဲမေးပါမယ်ခင်ဗျားတို့2021တော်လှန်ရေးကဘယ်လိုအနေထားကစခဲ့တယ်အခု2025မှာဘယ်လိုအနေထားကြီးရောက်နေပြီနံပါတ်1ပြည်တွင်းအခြေအနေနောက်တစ်ပတ်ကိုပဲအင်အားနံပါတ်2နိုင်ငံတကာအင်အားဘယ်နေရာမှာကျွန်တော်တို့နှိမ့်ညံ့နေတာရှိလဲအဲ့တူတယောက်ချင်းကိုအပြစ်တွေလိုက်ပြောမယ်ဆိုရင်တော့လူကအပြစ်ကင်းလို့တဲ့လူမရှိဘူးပြဖျားမဟုတ်ဘူးတာမန်ပုရုษရှင်တွေဥယျာဉ်မှုကိုအပြစ်လိုက်ပြောမယ်ဆိုရင်ဥယျာဉ်မှုထက်ကောင်းတဲ့ဝင်ကြီးကိုဘယ်သူ့ကိုခတ်နိုင်မလဲဆိုတဲ့ဟာပါတခါပြောဘူးလို့ ဒါပဲနော်အခုဆိုဂျမိုင်းဝန်ကြီးဌာနဂျမိုင်းဝန်ကြီးဌာနမှာပထမဆရာကြီးဒေါက်တာဇော်ဝေစုဦးဆောင်နေတယ်နော် တကက်ပါတကူခွဲစိတ်ဆရာဝန်ကြီးအခုတခါထပ်ပြီးတော့ဒုတိယဝန်ကြီးနေရာမှာမှာပါတကူထပ်ပြီးတော့ပါလာပြီဒါဟာကျွန်တော်တို့ရဲ့အောင်မြင်မှုတွေပဲနော်ဒီလိုပညာတတ်တွေကိုရှေ့ထွက်လာဖို့လိုအပ်တယ်ကျွန်တော်တို့တွေအပြစ်ဝိုင်းပြောနေမဲ့အစားဒီလိုမျိုးအပြစ်သဘောဆောင်ပြီးပြောတာကကျွန်တော်တို့တော်နိုင်လို့ကြိတ်နေတယ်ဒါကြောင့်မလို့ကိုမင်းကိုနိုင်ပြောတယ်ပြည်တော်ကျုပ်အထွေထွေတပိတ်ကြီးပေါ်လာဖို့ပဲအရေးကြီးတယ်ပြည်သူတွေကအစင်နဲ့ပါကျွန်တော်တို့လိုစိတ်ချမျိုးတွေအစင်နဲ့ပဲရှိတယ်ဘာဖြစ်လို့လဲထိုင်းမှာတခါရှိပြီးသား ဒီလေးကခေါ်လိုက်ကိုစီးတဲ့ကားလာစီစဉ်ပေးတဲ့ဒါရဒါနဲ့စင်းကုန်မှာကျွန်တော်တို့ဘလောက်ွားမယ်လူဘလောက်ရှိတယ်ကျွန်တော်တို့စိတ်ုံမှာကျွန်တော်တို့စိတ်ုံမှာလူဘယ်ရလိုက်မယ်အကုန်ရှိပြီးသားရင်ထဲကနာကြီးမှုတွေမွန်းတက်မှုတွေစိတ်မရှိမှုတွေကလူတိုင်းရင်ထဲမှာခံနေတာတနတ်ရှိမှမဟုတ်ဘူးတတိုင်းမီလုံးတနေ့တဲ့တစ်ချိန်နဲ့တော့ကိုမင်းကိုနိုင်ပြောလာစကားတစ်ခုရှိတယ်ရန်သူကိုစိန်ခေါ်ပြီးတော့တရားဝင်စောမှာမင်းတို့ကိုဘယ်နဲ့ဘယ်ရငါတို့တိုက်မှာ နော်ဒါကြောင့်မလို့တစီရီယတော်နိုင်မှာဆိုတော့သူတို့ပဲတမန်အာဒီအနာရှင်အဆက်ကအစိုးရဒီစစ်တပ်ထဲကနေထွက်လာပြီးတော့စီရီယံလုတ်ပြီးတော့တော်လိုင်းတက်တဲ့ကိုတဖြည်းဖြည်းပူပေါင်းနဲ့အင်အားတွေအများကြီးရှိခဲ့တယ်။အခုနှစ်ရှိနွေဦးတော်နိုင်မှာလည်းသူတို့ပဲစီရီယံတွေအများကြီးပေါင်းပေါင်းခဲ့တယ်နော်။အဲ့တော့ကျွန်တော်တို့ကမနိုင်စရာဘာကြောင့်မှမရှိဘူး။အဓိကစိုးတာကအချင်းချင်းအပြစ်မပြောကြဘူး။တယောက်လုံနေတာကိုတယောက်ကစိတ်တိုင်းမကြရင်လည်းအပြုတ်တော့ဆောင်ပြီ။အပြုတ်တော့ဆောင်တယ်ဆိုတာမင်းလုတ်တာဒီနေရာတော့မဟုတ်ဘူး။ဒီလိုလုတ်ကြတယ်။တခါတည်းအပြေပါပေါင်းပြောပြီးပါမင်းလောက်တာဒီနေရာတော့မှားနေတယ်ဒီလိုလောက်ရင်ပိုကောင်းမယ် ဲ့ဒါမှအပြူတော်ဘောဆောင်တဲ့ဝေဖန်တာနော်ဘာမှမဟုတ်ဘဲနဲ့စွတ်ဖောင်းထုတ်ပြီးတော့ပေါက်ပန်း၄၀ထိုင်ပြတာဒါကတော်လန်ရေးကိုဖြစ်စည်းတာဒါကြောင့်မလို့တိုက်တဲ့လောက်ဖြစ်စည်းရပါစေတကယ်တော်လန်ရေးရင်ထဲမှာစံသရှိတဲ့ညီကိုမောင်နှမတွေအနေနဲ့ထောက်ပံ့နေတဲ့ပြည်သူကစပြီးတော့ရှင်ထဲမှာတိုက်နေတဲ့ရဲဘော်တွေပြီးလို့ရှိရင်အစိုးရအဖွဲ့မှာပါဝင်နေတဲ့ကျွန်တော်တို့ဝင်ကြီးတွေနော်တက်ဆိုင်ရာလူတွေအစုံအထိကျွန်တော်တို့စိတ်သက်ကြမဲ့နေတာတကွမ်းမှမရှိဘူးနော်တော်လန်ရေးကိုအဲ့လိုနိုင်ငံတကာနဲ့ကြည့်မလားကွန်တော်လည်းအစအချိန်နဲ့အခုအချိန်ကိုပြန်ကြည့်မှာကြိုက်တဲ့နေရာကြည့်ကျွန်တော်တို့ကစိတ်သက်ကြမှာပေါ့တကောမှမရှိဘူးเนาะအားတက်ပြီးတော့အောင်ခွဲပုံ အခုချက်ချင်းနှမ်းကင်နိုင်မယ့်အနေအထားမရှိဘူး။ဒါကြောင့်မလို့ကိုမင်းကိုနိုင်ခေါ်တဲ့အထွေထွေသိုးစစ်ကြီးကိုအမြန်ဆုံးဖော်ဆောင်နိုင်ပါစေကျွန်တော်တို့တိုင်းပြည်အတွက်မကြခင်အာဏာရှင်ဖြုတ်ချနိုင်တဲ့တနေ့ဒေါ်လာရဲ့အစိုးရခေါင်းဆောင်တွေစီးရီးယားဒေါ်လာရဲ့အစိုးရခေါင်းဆောင်တွေအိုအာဏာရှင်ကိုဖြုတ်ချပြီးရစီဘာလုပ်လဲအောင်မေးတယ်။ပြည်သူကိုတတ်ဖြတ်ထားတဲ့အဓိကတရားခံအာဆက်အစိုးရတစ္ဆာခံစစ်ဘုတ်ချုပ်တွေရဲ့စင်ရင်ကိုကျင်ညာပေးလိုက်တယ် တုတ်တုတ်နိုင်ငံနဲ့တနေ့အဲ့လိုဖြစ်ကိုဖြစ်လာစေရမယ်မှတ်ထားမင်းအောင်နိုင်ငံစပြီးတော့လက်ရှိပြည်သူကိုဘုံကျဲတတ်ဖြတ်နေတဲ့အဲ့ဒီစစ်ရာဇဝတ်ကောင်တွေရဲ့နာမည်စရင်ကျုပ်တို့တနေ့ဖတ်ပြီးတော့ဂုတ်ကဆွဲနိုင်တဲ့နေ့ကိုရောက်စေရမယ်ဒါပေမဲ့ကျွန်တော်တို့တွေစီးလုံးရမယ်ညီညွတ်ရမယ်ဇွဲရှိရမယ်နားယောင်လို့မရအောင်စိတ်ဝမ်းပွဲလို့မရအောင်တွေးကွဲလို့မရအောင်ဒါဆိုရင်ကျွန်တော်တို့မြေကြီးရဲ့လက်နဲ့ပုတ်ရင်လွဲလိမ့်မယ်ကျွန်တော်တို့အောင်မြင်တဲ့ပန်းတိုင်ဘယ်တော့မှမလွဲစေအောင်စိတ်ကြပါเนาะအဲ့တော့အာရတ်ຫນွေဦးတော်နိုင်ရေးစီးရီးယားအောင်ပွဲကနေမြမຫນွေဦးတော်နိုင်ရေးမြန်မာတွေရဲ့အောင်ပွဲနေ့ချင်းတွေရောက်ပါမယ်